တော်လန်ကြီးကဆန်လိုတယ်ဆိုလဲဆန်စဲလေးပို့ပေးလိုက်အိ90ပို့ပေးလိုက်အိ90ပို့ပေးလိုက်နော်တော်လန်ကြီးတက်ဖို့ရတနက်လိုတယ်ဆိုလဲဟွာဖြစ်လိုက်စစ်ကောင်စီကဒဏ်ရာရတယ်ဆိုလဲသူတို့ဆေးရုံမှာခေါ်ကူပေးလိုက်တော်လိုင်းတက်ဖို့ရဒဏ်ရာရတယ်ဆိုလဲသူတို့ဆေးရုံမှာခေါ်ကူပေးလိုက်နဲ့ဟယ်လိုမင်္ဂလာပါ မင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့ကတော့2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ပေါ့နော်28ရက်နေ့တော့ကျွန်တော်တို့နေ့ညကတော့ဒါခေတ္တမိုင်းကိုတုံဆိုင်ကြသူများဆိုတော့အထဲတဲကအမရခိုင်မင်းသားတယောက်ကြောင်းပေါ့နော်ရခိုင်မင်းသားတယောက်နဲ့ပတ်သက်ပြီးတော့မှဒါသူနဲ့တမျိုးတည်းသားကိုဂျပန်ကြီးကပြောပြလာတာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မနေ့ညတင်လိုက်တော့ကျွန်တော်တင်းလေးကိုဒီမနေ့စောစောမှာဒါထပ်ပြီးတော့မှာ ထပ်ပြီးတင်ရတာဗောနော်အဲတရင်ကလည်းနေတဲ့ပုံမှန်လေးဖြစ်နေပါရမယ်ဟာဗောနော်ပြီးရင်ဒါပြီးသူကလည်းဒီတရင်နေနဲ့ပတ်သက်ပြီးတော့မှလည်းတချို့ဟာတွေဒါတရင် website တွေဘာတွေ page တွေလိုက်ပြီးတော့မှဖတ်ရတာလည်းစာလို့ရှိရင်ဒါကျွန်တော်တို့ဒါတနေရာထဲမှာနေပြီးပြည့်စုံအောင်ဗောနော်အောင်မြင်မှုတရင်တွေကိုစုပြုတ်ပြီးတော့ဒါကျွန်တော်တို့ကလည်းတင်ပြပေးတာဗောအဲ့တော့နေစဉ်သူကြားတရင်လေးတွေလောက်အောင်ဆက်အဲဟိုဒီ ကျွန်တော်တို့မကွေးတိုင်းပေါ့နော်မကွေးတိုင်းစိတ်ဖြူဘောလုံးကွေးရနေမှာအင်အား200ခန့်ပါတဲ့စစ်ကောင်စီရဲ့ဒါစစ်ကား55စီးကိုကျွန်တော်တို့တော်လိုက်တက်ဖွဲ့တွေရနေမှာကြားဖြတ်ပြီးမိုင်းဆွဲတိုက်ခိုက်တယ်ပေါ့မိုင်းဆွဲတိုက်ခိုက်တဲ့အချိန်မှာပဲကားနှစီးပြက်စီးပြီးတော့စစ်ကောင်စီတပ်သား9ဦးသေဆုံးသွားတယ်ပေါ့နော်10ဦးထက်မနေ့တန်ရာရတယ်လို့လည်းသိရတယ်အဲ့ဒီမှာဒီ200ခန့်အားလေပုံကကပါဆာဟိုစုပေါင်းဆက်ပေါင်းတွေပေါ့နော်ကပါဆာ21တို့ကပါဆာ22တို့ ။နောက်နောက်တစ်ခုခါလာရ73လို့အများကြီးပဲပေါ့နော်တက်တရားနေမှဒါဆွဲထုတ်ပြီးတော့ပေါင်းစည်းထားတဲ့အင်အားလို့လည်းသိရတယ်ပေါ့ဟုတ်။ဟုတ်နော်စုစုပေါင်းဆက်ပေါင်းနေပေါ့။အဲ့တော့ဟိုပါပေါ့ဒါကျွန်တော်တို့အဲလိုင်းပေါ်မှာဒါဘုံကြီးတပားပေါ့နော်။ဘုံကြီးပါတွေ့လိုက်တဲ့ဟာဟိုဘုံကြီးတပားကကျွန်တော်တို့ဒီထောက်ဖို့ပြည်သူတွေကိုပြောနေတာပေါ့နော်ပြည်သူလူထုကိုပြောနေတဲ့ဇာတ်လေးပေါ့ အညာပူပူတယ်ကွာအညာကိုကူကြအတရားအညာပူပူတယ်ကွာအညာကိုကူကြဆိုတဲ့စကားလေးလိုပဲကျွန်တော်အညာတကယ်ဟိုမြေပြန်ဒေတာလည်းဖြစ်တယ်အဲစီရေးဖော်ဆောင်မှာလည်းစီရေးဖော်ဆောင်ရမှာကြတော့လေသူလည်းမြန်စစ်တပ်ဘက်ကလည်းမြန်တယ်လို့ကိုယ့်ဘက်ကလည်းမြန်မြန်ဆန်ဆန်လှုပ်လို့ရတဲ့အခြေအနေမျိုးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဘုံကျဲရလွယ်တယ်အဲဒီဂျိုင်းရိုကောဘရာတို့စက်တက်လေထီးတို့ ဒါလို့အခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟို spine ball လုံးပေါ့နော် spine ball လုံးနေပါရတော့အသုံးပြီးတော့မှပဲဟိုဟာဖြစ်တာပေါ့ကျွန်တော်တို့ဒါ spine ball လုံးနဲ့ပတ်သက်ပြီးွားလို့ရှိရင်ဒါနောက်ရကြရင်ဆရာကြီးကိုအတီးတန်ပေါ့နော်ကျွန်တော်တို့ spine ball လုံးနဲ့ပတ်သက်တဲ့ဟာကို specialize လုပ်ပြီးတော့မှကျွန်တော်တို့ဒါလေးကိုထပ်ပြီးတော့မှတင်ဆက်ပေးမယ်ပေါ့နော် spine ball လုံးနဲ့ပတ်သက်တဲ့အကြောင်းလေးတွေပေါ့အဲ့တော့အညာကတကယ်လဲပူပါတယ်တကယ်လဲကျွန်တော်တို့ ER ကိုပေါ့နော် ER ကိုကျွန်တော်တို့တိုင်းသားတော်လှန်ရေး တပ်ဖွဲ့တွေရဲ့အရေးအဝါသားကင်းကင်းနဲ့အလုံးလောက်ရတာအရေးအဝါသားဆိုတာကတော့ကျွန်တော်တို့ကောင်းတော့ကောင်းတဲ့အရေးရှိတယ်မကောင်းတဲ့အရေးရှိတယ်ပေါ့နော်ဒါကောင်းတဲ့အရေးပဲဖြစ်မကောင်းတဲ့အရေးပဲဖြစ်ဖြစ်ဘယ်အရေးအဝါသားမှမရှိဘဲနဲ့အလုံးလောက်ရတဲ့နေရာတစ်ခုဖြစ်တယ်ပေါ့နော်ဒီနေရာကကျွန်တော်တို့တကယ်ကျွန်တော်တို့မြန်မာဗမာလူငယ်တွေဒါတခြားတိုင်းသားတွေမပါဘူးလို့ဆိုလိုတာမဟုတ်ဘူးဒါဗမာလူငယ်တွေရဲ့အဲတီးတန့်နေမြေတို့တော့ပြောလို့ရတယ်ပေါ့နော်ဒါဒင်းမြေချက်ပြေ ျွန်တော်ရအောင်လို့အဲတရှာတိုက်ခိုက်နေတဲ့နေရာဖြစ်တယ်ဒါကြီးကြီးလိုက်လို့ရှင်အင်အား200လောက်ပါတယ်ကား55စီးလောက်လာတဲ့ဟာကိုကျွန်တော်တော်လိုင်းတက်ဖွဲ့တွေဒီကောင်းလေးရင်ဆိုင်ပြီးတော့မတိုက်နိုင်တော့ဘဲနဲ့ဖယိုဖျက်ကားတွေဟိုဟာဖြစ်ပြီးတော့မှာဖယိုဖျက်ဆုတ်ပြေးရတဲ့အခြေအနေမျိုးတွတ်တွေ့ရတာဗောနော်အဲ့တော့အညာကပူသလိုအညာကတကယ်လည်းအလုံးလုံးပါတယ်နော်အညာကိုလည်းဒါကျွန်တော်ထိုက်တင်တဲ့လောက်ဝိုင်းပြီးတော့မှအညာတစ်ခုတည်းနဲ့တော်လိုင်းရပြီးမလားဆိုတော့လည်းမပြီးပါဘူးအဲဒါမှမဲ့ကျွန်တော်တို့ ဟိုအီယာကိုရိတ်ကင်းတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အထောက်ပံ့ပို့ဆောင်ရေးတွေကျွန်တော်တို့တွေလမ်းမဆက်တွေလည်းနဲ့အခင်းရဝယ်ယူတည်ဆောင်ရေးရအစကိုယ့်အကူကိုလန်းကိုဖောက်ရတာတွေကိုယ့်အကူတီထွင်ရတာတွေရှိတယ်ပေါ့နော်အဲ့ဒီခါကျတော့နည်းနည်းလေးတော့သူတို့မှာသူများတလှမ်းလှမ်းလို့ရှိရင်သူတို့ကတော့နှစ်လှမ်းသုံးလှမ်းလောက်လှမ်းရတဲ့အခြေအနေမျိုးတွေရှိတာပေါ့ဒါကြောင့်မလို့အညာပူပါတယ်တကယ်လည်းလုပ်ပါတယ်အညာကိုဒါဝိုင်းပြီးတော့မှကူတင်တယ်ဆိုတဲ့ဟာလေးပြောပြတာပေါ့နော်ဟုတ်ဟုတ် ဆိုတော့နောက်တစ်ခုကလည်းမန္တလေးတိုင်းမြင်းကျန်တမ်နီဆက်ယုံမှာတက်ဆွဲထားတဲ့စစ်ကောင်စီတက်သားပေါ့နော်ဒါ200ခန့်ကိုကျွန်တော်တော်လိုက်တက်ဖွဲ့တွေကနေမှတရားခွန်ချော့လိုက်တော့၁၀လုံးနဲ့ပြက်ကတိုက်ခိုက်တဲ့အချိန်မှာပဲဒါစစ်ကောင်စီဘက်ကနေမှ15ဦးထေသွားတယ်ဆိုတဲ့သတင်းတခုလည်းတွေ့ရတာပေါ့ဟုတ်အဲ့မှာလည်း၈လုံး၈လုံးအောင်နေပေါ့နော်၈လုံးအောင်နေဒါလည်းပထမပြောခဲ့လို့ပဲကျွန်တော်တို့ပြောရမယ်ဆိုရင်တော့အညာပဲပေါ့နော်အနည်းမခံမြင်းညာပေါ့အနည်းမခံမြင်းညာမှာဟိုနေ့ကလည်းကျွန်တော်တို့ ြောထားတယ်ဗောနော်ဒါတီယာယွန်းမွန်တို့ဘာတို့ဒါချီတုံးကြီးနေတာဟောနော်ချီတုံးကြီးနေတယ်ဆိုတော့ဒါဆိုင်းတောင်းနားထောင်နေပြီးပါပြည်သူတွေလည်းကတော့ဗာချီတုံးကြီးတော့ဖင်ကောင်းကျဲတာဗောနော်ဖင်ကောင်းကျဲတော့ချီတုံးကြီးကြီးနဲ့ဒါဘာဖြစ်လဲညာဖြစ်လဲဆိုတော့ဟာတွေလည်းเนาะအဲ့တော့ဆိုလို့ပြောချင်တာကနေ့80တော့80တော့ပြည်သွားပြီဗောနော်နေ့80လောက်လေးကျင်ပြိုးထောင်ထားတဲ့စစ်သားတွေเนาะအဲ့ဒီမှာဟိုတိုင်းမှုပါဆိုတော့လူတွေတိုင်းဦးစီးချုပ်တွေ နော်ပြီးရင်တက်မမူတွေကအစကြက်ကလေးငှက်ကလေးဖမ်းတယ်လို့နော်အဖမ်းခံရတဲ့စစ်တပ်မှာမနေ့တနေ့ကအာနာသိန်းကမှတနက်ကောက်ကင်နဲ့ဂျန်နာခွဲတာတော့မဟုတ်တနက်ကောက်ကင်နဲ့အမျိုးသမီးတယောက်ကဒီလောက်ထိအောင်စစ်ပရင်တယောက်ဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့ကလုံးဝကိုမယုံတာနော်ဒါပေမဲ့သူတို့ဒါဟိုဘက်ကမြင်းညံဘက်ကဖွဲ့ရဒီဘောမရရဲ့ဘာပြောလဲဆိုတော့ဟာမတ်တီရာယူမှုကြီးကအရန် တိုက်ရိုက်ခိုက်ရမှာဒါ အရန်တော်တယ်ဗောနော်အာဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်အာချက်ပြီးတော့မှဟိုအမှန်တကယ်ကတော့ဟိုဘလို့ပြောရမလဲဆိုတော့တည်ရဲ့လူကိုမြှောက်ပေးတာဗောဗျာတည်ရဲ့လူကိုမြှောက်ပေးတာအတို့တက်တဲ့ပညာနဲ့ဟိုအစိတ်ခတ်တာဗောနော်အစိတ်ခတ်တာဗောပြီးပြီးသူဟိုဟိုဟွာဖြစ်ပြီးတော့မှပြီးသူချင်းစစ်တိုက်ရအောင်လို့ line ပေါ်ကနေထိုင်ပြောပြီးတော့အာငါတို့အမကြီးလာရင်စိတ်ချမ်းသာပြီးတော့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ဆိုတော့ဟိုကလည်းဒါသူမြှောက်သူများကြီးပြောတဲ့ဇာကပုံလိုမြှောက်ပေးခွေးတဲအောင်ကရဲဆိုသလိုပဲ तू ကတော့ဘာတက်အောင်ကလဲတော့မသိဘူးဒါမျိုးတွေလုံနေတဲ့ဟာကလည်းကျွန်တော်တို့မင်းညာမှာတိတဲ့ကောင်းတဲ့ mission တွေလာအောင်မှာပေါ့နော်လာအောင်မယ်လာလိမ့်မယ်ပေါ့နော်အဲကျွန်တော်တို့မင်းမင်းဆိုလို့ရှိရင်မလို့လာဒါနိုင်ငံခြားနေပြီးကမှအမင်းဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဆိုပြီးတော့မှဟုတ်လားလိုက်လွင့်ပြီးတော့မှငါဘယ်နေရာရောက်နေပြီဘာညာဆိုပြီးပြောတယ်ဒါနေပြီးတော့တောင်ညိုကနေအပြန်မှာဒါကျွန်တော်တို့ online တက်ဖွဲ့တွေကနော်အဲ့တော့ တကွဲပါပဲကျွန်တော်တို့ကအကွက်ကောင်းကောင်းတကွဲကိုရအောင်စောင့်နေရတဲ့အခြေအနေမို့လို့ပါအဲ့တော့ဒါဒီယာယူမို့လို့ပါလို့ဆိုရတယ်ဒါတန်ပချိုးတဲ့ထည့်ထားတဲ့ပုံစံမျိုးပေါ့နော်သူ့ပေးမှာဒါဟိုဝိုင်းပြီးတော့မှကာကွယ်ဆောင်းရှောင်းနေတဲ့ကောင်းနေရှိလို့ပေါ့နော်ဒီလိုကောင်းနေရှိရခါကြတော့ဟိုဟာမဖြစ်နိုင်လို့ပေါ့နော်ချက်ချင်းဝင်ပြီးတော့မှလုပ်လို့ရတဲ့အခြေအနေမျိုးတွေပြီးလို့ရှိရင် location တည်နေရာတွေလည်းလိုသေးတယ်ပေါ့နော်အဲ့တော့အခု ါမင်းညာတမ်မနီဆက်ယုံလိုပဲကျွန်တော်တို့အထဲမှာစစ်ကောင်စီတက်တွေလာပြီးတက်ဆွဲထားတယ်ဘယ်နှယောက်လောက်ရှိတယ်ဘလို့ပြင်းတော့ထိနိုင်တယ်ဘာညာဆိုတော့လေပြည်သူလူထုကဝိုင်းဝန်းကူညီခြင်းအဖြစ်เนาะဒီကောင်မဘယ်မှာရှိတယ်ဘသူကဘယ်မှာဆိုတဲ့ဟာလေးကျွန်တော်တို့တော်လိုင်းနဲ့ပူပေါင်းပြီးတော့မှတရင်ကောင်းကောင်းလေးပေးမယ်ဆိုရင်တော့ဒါတော်တော်ကောင်းတဲ့မစ်ရှင်တွေဆက်ပြီးတော့မှပေါ်ဆောင်နိုင်မှာဖြစ်တယ်ပေါ့เนาะအဲ့တော့နှစ်ခုလုံးကကျွန်တော်တို့ဒါအညာဘက်က အောင်မွဲတွေကြီးပဲလို့ပြောလို့ရတယ်ဗောနော်အညာနဲ့မဟုတ်ကျန်တဲ့နေရာကြီးလဲအောင်မွဲတွေအများကြီးရှိတယ်ဆိုတာလဲပြောချင်တာဗောနော်ဟုတ်ဟုတ်ဒါခုနချေးရဘုံပြောခဲ့တာဗောနော်တိရာယူမောကတိုက်ရိုက်ခိုက်ရိုက်ကောင်းတယ်ဘာညာဆိုတော့ဟိုရင်တော့ကျွန်တော်တို့ကလေးဘွားတော့ဟာရွာမှာပြောတဲ့လူပြိုတွေဗောနော်ဟိုအဲ့ဒီခေတ္တကတော့ဘုံကဒါလျှက်စစ်မီးတွေပါတယ်မရှိဘူးလာတာညာဆိုရင်ရွာမှာလူပြိုတွေစုပြီးတော့ပြောကြတာဗောနော်ပြောကြတဲ့ဥစ္စာလေးကိုသူကတတိယာ တတိယတော့ကသူ့ဖိုးတော့ကဆိုဂျပန်ခေတ်မှာတော့သူ့ဖိုးဓာတ်တစ်ချက်ထုတ်လိုက်တာနဲ့ဂျပန်နေတော်တော်များများတည်သွားတယ်ပေါ့နော်အဲ့ဒါလည်းနောက်နောက်တစ်ယောက်ကလည်းမခံချင်စိတ်နဲ့ပြန်စတာပေါ့မင်းဖိုးထက်ကငါအဖွာဂျပန်ခေတ်တော့ဆိုဂျပန်အရောက်တရာလောက်ကိုထိန်းထားတာပေါ့ထိန်းထားဆိုဘလို့ထိန်းထားဆိုခြေနှောင်ထဲမှာထိန်းထားတိရယူမလေးအဲ့လိုစွမ်းနေများရှိနေမှာပေါ့လေ နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပတ်စဉ်၁၈ပေါ့နော်ပတ်စဉ်၁၈ဟိုစစ်မှုထမ်းဟိုဟာပေါ့တက်သားတရဲပေါ်တွေကိုထွက်ပြေးมาဆိုလို့ဆိုပြီးတော့ဒါ၆ပောက်ထဲမှာထည့်ပြီးတော့ဟိုဖြစ်ထားတဲ့ပုံပေါ့နော်တက်ပုံအဲ့ဒါတော့ကျွန်တော်တို့ရှေ့တောင်ပိုင်းတိုင်းတက်မလို့တမ်းမြင့်၄ကြီးလေးလာတယ်နော်အဲ့တတက၄ပေါ့တတက၄ရောဒီဓာတ်ပုံကြီးနဲ့တက်ကွာပေါ့ဘားလိုက်ထဲမှာ6ပေါက်ထဲမှာတန်းစီပြီးတော့မှထည့်ထားပြီးတော့မှအိတ်နေတဲ့ပုံကြီးပေါ့နော်ဒီပုံကြီးကသာ line ပေါ့ တက်လာတာပေါ့နော်အဲ့တော့စစ်တပ်ထဲမှာလည်းကျွန်တော်တို့ရဲ့အာဟုရတဲ့ဖေးသီးတွေအများကြီးရှိတယ်ဆိုတဲ့ဟာလည်းပြောနေတာပေါ့နော်ဒီလိုပုံမျိုးကတကယ်စစ်တပ်ရဲ့အတွင်းကြကြလူတွေမှသာလျင်ဒါပို့ပေးနိုင်တဲ့ပုံမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့လည်းအမြဲတမ်းပြောတယ်ဟိုစစ်တပ်ကကျွန်တော်မနေ့ကကျွန်တော်ဆွေးနွေးခဲ့တဲ့အထက်မှာတော့ပါတယ်ပေါ့နော်အပတ်စဉ်တင်းနှစ်ကထွက်ရမလားထွက်ခွင့်ရမလားဆိုတဲ့ဟာမှာကျွန်တော်ဆွေးနွေးမင်းအောင်လိုင်းအင်အားကိုဘယ်တော့မှ ဘလို့မှပြုံးနီးမခံဟုတ် तू ကပြုံးနီးမခံတဲ့ခါကျတော့အောက်ကလူတွေကို तू ကဘာနဲ့ဟွာဖြစ်တယ်ဆိုတော့ तू ကယာရုနဲ့ချင်းချောက်တာယာရုနဲ့ချင်းချောက်တယ်မင်းဘိုကြီးကနေဘုံမှုဖြစ်ရှင်လာဖြစ်ရှင်ရင်မင်းတက်စစ်တက်ထဲကိုလူဗနယောက်သွင်းပေးရမယ်ဘုံမှုကနေမင်းဒုတိယဘုံမှုကြီးဖြစ်ရှင်လာမင်းဗနယောက်သွင်းပေးရမယ်ဒါတွေကဆရာကြီးတို့ဒါအရင်တော့လက်ယုံတက်တဲ့ရေတို့လေတို့မှာနည်းနည်းပါးပါးပဲရှိတာပေါ့နော်ဟွာမှာကျတော့ခြေလင်မှာကျတော့ ဒီကိစ္စကိုပြင်းပြင်းထန်ထန်ဘာလို့ခြေရင်ကအင်အားပြုံးတီးဆုံးကိုပြုံးတီးဆုံးဆိုပြင်းပြင်းထန်ထန်စူခိုင်းတာစူခိုင်းရနေပါအဲ့မှာဒါကျွန်တော်တို့လေးလက်ပဲအစီဝေးဆိုလို့ရှိရင်ဒါဟိုမင်းအောင်လိုင်းရှေ့မှာဒီကျွန်တော်ရှစ်ပေပက်လေဟဝိုင်းနေပေါ့နော်မြေပုံကြီးနဲ့တကွာသွားပြီးတော့မှနေမီရဲ့စီးရီးအခြေအနေဘာတွေသွားပြီးတော့မှလုံချုံရေးအခြေအနေတွေဘာကြီးရှင်းတဲ့အချိန်မှာအဲ့ဒီတတတိအများကြီးမရခဲ့တဲ့တက်မှမူကဆိုလို့ရှိရင်မျက်နှာငယ်လေးနဲ့ဟောသွားရတာ အဲ့မသွားခင်မှာလဲတရင်မှုတွေအကုန်လုံးဆဲဆိုကြိမ်မောင်းပြီးတော့ပါငါတော့ကြိတ်ခံရတော့မယ်ဆိုတော့ဟာနဲ့သူကသွားတာသွားလို့ရှိရင်အမမင်းအောင်လိုင်းတော့တိတ်မကြိတ်ဘူးသူကကြိတ်တာကသူကကြိတ်ဆိုးဝင်းကတော်တော်ရုပ်ရုပ်တည်ကြီးနေပေါ့နော်မျက်နှာတည်ကြီးနေတော်တော်ကြိတ်တယ်ပေါ့သူ့ရဲ့မှတ်ချက်ဆိုလို့ရှိရင်လည်းဒါတိုင်းမှုတက်မှတ်မှုတော်တော်များများကြောက်တယ်ပေါ့နော်တော်တော်ကြောက်ရတဲ့အခြေအနေမျိုးကြီးအဲ့တော့လူရင်းအားကိုအဓိကဆိုလိုချင်တာကဗျာဒီကောင်းလေးအကြောင်းကိုကျွန်တော်တို့ကဗဇက်တဲ့အရသာခံပြီးပြောနေတာတော့မဟုတ်ဘူး လူဝင်အောင်ပြုံးပြီးမခံဘူးဆိုတော့ပြောတာအဲ့တော့လေ့ကျင့်အကြောင်းတွေမှာအဲ့နောက်ပိုင်းမှာသူကလေ့ကျင့်အကြောင်းတွေမှာဘယ်လိုဖြစ်လာလဲဆိုတော့ပြုံးပြီးအင်အားမဖြစ်အောင်လို့လေ့ကျင့်အကြောင်းတွေမှာရဲဘော်တစ်တယောက်ကိုအခြေခံပေါ့နော်အန်နာထရိနင်ကာလပေါ့အန်နာထရိနင်ကာလမှာအပြင်းထန်လေ့ကျင့်နေတဲ့ကာလမှာဘာလုပ်လဲလို့ဆိုတော့ကျွန်တော်ဒါနှိချုပ်ပြီးတော့မှအင်နာတက်ခိုင်းတယ်ကျွန်တော်အမြဲတမ်းပြောပြပါတယ်ကျွန်တော်ဂျုံလို့ရှိရင်ဒီကိစ္စနဲ့ပတ်သက်ပြီးဂျုံရင်ပြောပြတယ်အဲ့တော့ဒီလိုမျိုးရအောင်လို့သူက ိန်သာကိုလွတ်လိုက်ပြီးအိန်သာကိုနီးသွားတယ်ပေါ့နော်ဝိသမအဝိသကိုအဆောင်ထဲမှာချုပ်ခဲ့ရတယ်တကားဖွင့်ပေးလိုက်တယ်နီးသွားရတယ်ပြီးရင်နီးပြန်လာရတယ်မဟုတ်လို့ရှိရင်အဝိသနဲ့လွတ်လိုက်ရင်အိန်သာနောက်ကနေချန်စီကိုကြော်ပြီးတော့မှပြေးမှဆိုထပ်ပြေးသွားမှဆိုးလို့ပေါ့နော်အဲ့တော့ပတ်စင်တစ်နှစ်ကလည်းထွက်ခွင့်မရသလိုအခုဒါပေါ်တာဆွဲလာပြီးတော့မှပတ်စင်၁၈တဲကိုသွင်းဖို့အတွက်လူငယ်တွေကိုဒါ၆ပေါက်တဲထည့်ထားတဲ့ဟာကြီးကတော့တော်တော်ရုပ်ဆိုးအကြီးတန်းတယ်လို့ပြောလို့ရတာပေါ့နော်အဲ့တော့သူတို့ကတော့ဒီ ဝါဒဖြန့်လို့ရှိရင်ဘယ်လိုဖြန့်လဲဆိုတော့ကိုသဘောနဲ့ကိုစစ်တပ်ထဲကိုဝင်လာတာဆိုပြီးတော့မှကျွန်တော်အင်တာဗျူးတွေမှာလိုက်ပြီးတော့ပါစတွေတင်တန်းစင်ကနေပြီးဆိုတော့သွားမေးတယ်ပေါ့နော်အကောင်းဆုံးចောင်းသားစုတို့ပြီးရင်ဒါစနိုက်ပါစုတို့ဘာတို့လက်ဖြောင်စုတို့ဘာတို့ရတဲ့ကောင်းနေဆိုလို့ရှိရင်သွားပြီးတော့မေးတယ်ပေါ့ကိုသဘောနဲ့ကိုကိုခိုင်ုံချင်းနဲ့ကိုဝင်လာတာပါဆိုကိုခိုင်ုံချင်းနဲ့ကိုဝင်တဲ့ကောင်မရှိဘူးလားဆိုရှိတယ်ဒါပေမဲ့ percentage အရင်နေတယ်ပေါ့နော်ကျန်တဲ့လူငယ်တွေကကျွန်တော်တို့နေတူကဒါ ဟိုဖြစ်ခံနေရတာပဲဗောနော်ပေါ်တာဆွဲခံနေရတာပဲဆိုတော့ပြောကျင်တာဗောဟုတ်နောက်တစ်ခုကလည်းဒါကျွန်တော်တို့ရခိုင်ပြည်နယ်ပုံနာကျွန်းอ่ะဗောနော်ဖြူစင်ရင်ခွင်ဖောက်ဒေးရှင်းဆိုတာဒါပရာဟိတလောက်တဲ့ကလေးရနေမှာလူနာသွားတဲ့တဲ့အချိန်မှာပဲစစ်တပ်ကနေမှာ drone နဲ့ပုံကျဲတက်ဖြတ်တာဆိုတဲ့တရင်ကိုသွားတွေ့ရတာဗောဟုတ်ဒါပရာဟိတလောက်တဲ့ဒါဟိုဖြူစင်ရင်ခွင်ဗောနော်ဖြူစင်ရင်ခွင်ကအဲ ညီလေးဆိုလို့ရှိရင်ညီလေးသာကျွန်တော်သားရွယ်ပါပဲသားပေါ့ကျွန်တော်သားနဲ့မတိမ်မငိမ့်ပါပဲเนาะသူက16နှစ်အသက်ငယ်ဆုံးလို့เนาะ16နှစ်ပဲရှိသေးတယ်ပေါ့เนาะ16နှစ်အရွယ်ဒါသားလေးတယောက်ဆုံရှုံသွားရတယ်ပေါ့เนาะဆုံရှုံသွားရကလူနာသွားတဲ့တဲ့အချိန်မှာစစ်တပ်က drone နဲ့ဘုံကျက်လိုက်တာပေါ့ဒါကကျွန်တော်တို့အတွက်ဘာဒီတာရကဥပမာတွေဘာဒီတာရကတွေရခဲ့လဲဆိုတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်စစ်တပ်နဲ့စစ်တပ်ချုံမုန်နေမြင်နဲ့ ထိစက်တဲ့နေမြေတွေကကျွန်တော်တို့တရိထားရပါမယ်အဲ့ဒီဟာပေါ့နော်အရန်ကြောက်ဖို့ကောင်းတာပေါ့စစ်တပ်ကဘယ်နေရာတွေကိုကျွန်တော်ထိန်းချုပ်တာလဲစစ်တွေကြောက်ဘူးမန်အောင်ဒီသုံးမျိုးပဲထိန်းချုပ်ထားတယ်စစ်တွေနဲ့အနီးဆုံးဘယ်မျိုးရှိလဲပုံနှကျွန်းအတူရဲ့ drone လွတ်လွတ်မီရဲ့ range ပေါ့နော်အဲ့ဒီမှာသွားမီနေတယ်မီနေခါကျတော့အဲ့ဒီဒီစကြာနေမြေမှာလှုပ်ရှားရတဲ့ပြည်သူလူထုကအရန်ခယူဆိုင်ရမယ် အခြေအနေမျိုးကိုပြောလို့ရတယ်ပေါ့နော်စစ်တူရန်နေအဲဟိုတော့သူ drone လုလို့မရဘူးလေအဝေးကြီးကိုအဲ့တော့အန်လာပြည်သူလူထုကြတော့ဘာကိုယူဆရမလဲဆိုတော့ကျွန်တော်တို့လေရင်ကိုယူဆရအဲကြောင့်အဲ့တော့ဒီအဲထိစက်နေမိကပြည်သူကြတော့ကျွန်တော်တို့ drone ရန်ကိုလေရင်ရန်ကိုပြီးရင်ဒီ gyro cobra တို့စက်တက်လေထီးတို့ ပြီးရင်စပိုင်ဘောလုံးတို့ဘာတို့ဒီလိုမျိုးတွေကအစအကုန်လုံးသတိထားရမယ်ဆိုတာလေးကိုပြောချင်တာပေါ့နော်အဲ့တော့လူမမဲလူမမဲအရွယ်တော့မဟုတ်ပေမဲ့လူပြိုပေါက်အရွယ်ပေါ့နော်ဒါ၁၄နှစ်၁၅နှစ်ဆိုတော့လူပြိုပေါက်အရွယ်ဒါအသိပညာစပြီးတော့မှ develop ဖြစ်နေချိန်ပေါ့နော်အရင်ဖွေဖြိုးနေတဲ့လူတယောက်ကိုဒါဒီလိုမျိုးအလောက်ခံလိုက်ရတာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့အာရခတဲ့တော့အေအေတွေဝင်ပြီးတာဝန်ထမ်းဆောင်နေရလဲမဟုတ်ဘူးအဲ့သူကနေသူပရာဟိတ လုပ်ငန်းလှုပ်ပြီးတော့မှဒါလူနာသွားပြီးတော့မှဟိုဖြစ်တယ်ပြီးတော့သက်ဆိုင်ရာဆေးရုံကိုပို့ဖို့လှုပ်တဲ့အချိန်မှာစစ်ကောင်စီကကျွန်တော်ထိရောက်ထားတဲ့နေမြေမှာအဖြူသောအမဲသောနော်မြန်မာသောရခိုင်သောရှမ်းသောတရုတ်သောဘာသောဘာမှခွဲခြားမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ထိချုပ်ထားတဲ့နေမြေကပြည်သူလူထုကကျွန်တော်တို့ပြောလို့အများအားဒီအသက်နဲ့ဟိုအသက်အန္တရာယ်ဟို အမြင်နဲ့ဂယူဆိုင်နေရတယ်ဆိုတာလေးပြောချင်တာဗောနော်စစ်တပ်ကဒါကတော့တော်တော်ရုပ်ပေါက်တဲ့ကိစ္စလို့ပြောလို့ရတာဗောနော်အဲ့တော့သူတို့ထင်တာကတော့ဒီအမ်ဘူလန့်ကလာမယ်ဗောလာပြီးတော့မှကျွန်တော်တို့ဘာလုပ်မလဲဒီအရခတ်တော့အေကဒဏ်ရာရတဲ့ရဲဘော်တွေကိုတင်ဆောင်နေဆိုတော့ပုံမှန်မျိုးထင်ပြီးတော့မှထင်ပြီးတော့မှကျဲတာဗောနော် drone နဲ့လိုက်ပြီးတော့မှဒါအမိရလိုက်ကျဲတဲ့အချိန်မှာဒါတာတာလီတယောက်ဒါဆုံးရှုံးသွားရတဲ့ ခြေနေမျိုးတော့ကြုံရတယ်ဗောနော်ဟုတ်ဟုတ်ဒါနောက်တစ်ခုကလည်းမွန်ပြည်နယ်ဗောနော်ရေဘလူးဖွဲ့ရေဘလူးဖွဲ့ကနေဒီမှာကျွန်တော်တို့ DKPA နဲ့တိုင်းတန်ဦးဦးဆောင်တဲ့ဒါစစ်ကောင်စီရဲ့ gate ကိုဝယ်ဆော်တာဗောနော်ဒါတုံယုံအလောင်းနေနဲ့ခုနလိုဟိုစေယုံကားနေနဲ့ရှုပ်ချက်ခတ်နေတဲ့ဆိုတဲ့ဥစ္စာလေးကိုဒါရေဘလူး post ကနေတင်ထားတာကိုတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါ JBL ကလည်းဟိုပြောရမယ်ဆိုလို့ရှိရင်ဒါပြတ်သားတဲ့လူငယ်တယောက်ကျွန်တော်တို့အဲ ိုချီကျူးရတဲ့လူတယောက်လူတော်ပြောလို့ရတယ်ဗောနော်အဲ့ဒီမှာမှသူစစ်ကောင်စီတခုတည်းတည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒါပြည်သူ့ဘက်ကိုမျက်နှာမမူတော့အဖွဲ့စည်းမှန်သမျှဗောနော်အဖွဲ့စည်းမှန်သမျှကိုဒါတိုက်ထုတ်နေတာတွေ့ရတယ်ဗောနော်အဲ့တော့သူ့ရဲ့အင်အားနဲ့သူလောက်ကန်နိုင်စွမ်းရှိတဲ့လောက်ကတော့သူအပြေဝလုံးနေတယ်လူတယောက်ဖြစ်တယ်ဒါကြောင်မျိုးမင်းကိုလည်းစိန်ခေါ်တာတယ်မင်းမရောရင်မင်းမိမဒါဟိုရင်းမျိုးမှာလာထားကြည့်ပါလားငါမရရအောင်အဝါဝင်ပေးပြမယ်ဆိုတော့ ဟာကလည်းဒါကကျွန်တော်တို့ဟိုပြောလို့ရှိရင်ရည်စရာဟာသားတစ်ခုလို့ဖြစ်ပေမဲ့လည်းရင်းမြို့ထဲမှာမင်းကြိုက်တဲ့လူ လာနေငါရအောင်ဖမ်းပြမယ်ငါရအောင်ထွာဖြစ်မယ်ရင်းမြို့မှာငါဘယ်လောက်ထိအလုပ်လုပ်နိုင်လဲဆိုတော့ဟာကိုလည်း तू ကပြောပြသွားတာဖြစ်တယ်ဗောနော်အဲ့တော့ तू ကဒီနေ့ post ရေးမှာဒါ DKB ရဲ့တိန်းနံဦးစီးတယ်ဗောနော်တိန်းနံခေါင်းဆောင်နဲ့ gate ကိုဒါဝင်ပြီးတော့မှတိုက်လိုက်တယ်ဗောနော်တိုက်တဲ့အချိန်မှာဒါဟိုအလောင်းနေဟိုဟာဖြစ်တယ်ဗောနော် ဟိုဟိုဘယ်လိုပြောမလဲကားနဲ့ပေါ့နော်ကားနဲ့တစ်ဖွဲ့ဖွဲ့အဲတဲထုတ်သွားတဲ့အခြေအနေမျိုးတွေတောင်တွေ့နေရတယ်ဆိုပြီးတော့မှသူတင်းထားတဲ့ဟာက ကျွန်တော်ကအဲ့မှာသွားပြီးတော့မှအတွေ့အကြုံတစ်ခုသွားရလိုက်တယ်ပေါ့နော်အဲဘာလဲဆိုတော့ဟိုလူသားလွန်းတာမလုံးကြပါနဲ့တော့ဗျာဟုတ်နော်လူသားလွန်းတာလုံးနေတဲ့လက်နက်ကင်အဖွဲ့အစည်းတွေကိုကျွန်တော်တို့ကဒီနေရာနေ အဲတောင်းပန်စကားပြောကျင်တာဗောနော်လူသားလွန်တာမလုပ်ကြပါနဲ့တော့စစ်ကောင်စီ NCA ဆိုလဲပြေးတက်လိုက်နော်တော်လန်ကြီးကဆန်လိုတယ်ဆိုလဲဆန်စဲလေးပို့ပေးလိုက်အိတ်20ပို့ပေးလိုက်အိတ်90ပို့ပေးလိုက်နော်တော်လန်ကြီးတက်ဖို့ရတနတ်လိုတယ်ဆိုလဲဟွာဖြစ်လိုက်စစ်ကောင်စီကဒဏ်ရာရတယ်ဆိုလဲသူတို့ဆေးရုံမှာခေါ်ကုပေးလိုက်တော်လန်ကြီးတက်ဖို့ရဒဏ်ရာရတယ်ဆိုလဲသူတို့ဆေးရုံမှာ ခေါ်ကူပေးလိုက်နဲ့လူသားလွန်တာတွေမလုံးကြပါနဲ့တော့ဗောနော်အဲ့တော့လူသားလွန်တာလုံနေခြင်းအပြင်ကျွန်တော်တို့တော်လန်ရေးအတွက်လည်းအင်မတန်ဒါပြောရမယ်ဆိုလို့ရှိရင်အနောက်ရှက်တစ်ခုဖြစ်တယ်လို့တော့ပြောလို့ရတယ်ဗောနော်အဲ့တော့လူသားလွန်တာလုံချင်းတွေကိုရှောင်ကျင်းပြီးတော့မှဒါခရီးတို့ပိုင်ရဲ့စီးပွားရေးတွေလည်းတသက်စားမကုန်တော့ပါဘူးဗျာ။နော်အဲ့တော့ဒီစီးပွားရေးတွေကိုမက်နေလို့ဖက်တွေထားလို့ဆိုတဲ့အစားတော်လိုင်းရတာပြီးသွားကြီးဒီစီးပွားရေးကပြန်ပြီးတော့လှုပ်လို့ရတဲ့အခြေအနေမျိုး ရှိပါတယ်เนาะမရှိတရားအကြောင်းမရှိပါဘူးအဲ့တော့စစ်ကောင်စီကိုညီညွတ်ညွတ်တာဝိုင်းပြီးတော့မှတော်လန်ပေးကြပါဗောနော်တော်လန်ပေးကြပါဒါကတော့ကျွန်တော်တို့တောင်းဆိုတာပါအပြစ်လဲမပြောပါဘူးပြစ်လဲမပြောရဲပါဘူးဗောနော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့ဒါချက်ကောင်စီကတကယ်ဟိုအင်အားအများကြီးလာလဲပဲကြောက်တယ်ထွက်ပြေးရတဲ့အခြေအနေမျိုးဗောနော်ကာကာ15စီးဆိုတဲ့အင်အားဝိတ်ကန် နည်းမှမနည်းတာ哦เนาะဒါသူတို့ကားပေါ်ကနေဆင်းနေရာယူပြီးတော့ပြန်ပြည့်နေအောင်ပဲရတဲ့အခြေအနေမျိုးကိုတော်လိုင်းတက်ဖို့အဲ့လိုအဖြစ်မခံရမယ့်နဲ့ဒါမိုင်းနေတခြားစနေတရဆင်ပြီးတော့မှဒီတိုင်းလောက်လိုက်တဲ့ဒါအညာဘက်အောင်ပွဲတွေပေါ့เนาะဒီနေ့မြင်းညံအောင်ပွဲကောဒါကျွန်တော်တို့ကျန်တဲ့နေရာကြီးလည်းအများကြီးပေါ့နော်အောင်ဝဲတွေရှိပါတယ်အဲလူငယ်တွေကတော့ထုံးတမ်းအတိုင်းပဲကျွန်တော်တို့ပြောသလိုပဲရှောင်မလားမရှောင်ဘူးလားเนาะကိုကြပိုင်းပြောသလို ကိုတက်တဲ့ပညာနဲ့တော့ပြည်သူကိုအစိတ်မခတ်ပါနဲ့ဆိုသလိုပဲကိုရဲ့တဏှတ်တလက်နဲ့ဒေါ်လာကြီးကိုအနှောက်ရှက်မဖြစ်ပါစေနဲ့ဗောနော်ပြည်သူစစ်မှုတန်းဥပဒေတွေကိုပါသွားပြီးတော့မှတဏှတ်ကလေးတလက်ကိုင်းပြီးတော့မှဒေါ်လာကြီးတွေအနှောက်ရှက်ဖြစ်လာတာမှန်သမျှကတော့ကျွန်တော်တို့ဒေါ်လာကြီးတက်ဖွဲ့ရရှင်းလင်းရမှာပဲဆိုရလေပြောချင်တာဗောနော်ဒါကြောင့်မို့လို့ဒါကျွန်တော်တို့နောက်ဆုံးညီကုန်းကျုံအနေနဲ့ပြောရရင်တော့လူငယ်တွေအနေနဲ့လည်းပြည်သူစစ်မှုတန်းတွေကိုဝင်ပြီးတော့မှကိုရဲ့ ်တနက်တလက်နဲ့ဒေါ်လာရေးအတွက်အနောက်ရှက်အစိတ်သီးမဖြစ်ပါစေနဲ့ဆိုတော့ပြောကြရင်လည်းကျွန်တော်ဇာကဝိုင်းလေးကိုဒီကုန်းချုပ်ပါရပြအားလုံးပဲကျေးဇူးတင်ပါတယ်